Hello hello အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်နော်ဒီနေ့ကတော့ဒီချင်းမိုက်မှာရှိတဲ့ဒီမြန်မာမလာဟင်းဆိုင်လေးသွားစားတာလေးကိုတင်ခဲ့လိုက်ပါတယ်ကျုံးရဲ့တောင်ပတ်ချမ်းကဒီကတ်မနီဈေးထဲမှာရှိတဲ့ဆိုင်လေးပါတစ်တော့မှာမိန်ကလေးတယောက်စားပြထားတာကိုတွေ့ပြီးတော့ဒီသွားစားကြည့်မယ်ဆိုပြီးတော့အခုသွားစားကြည့်ခဲ့တာပါ ူရဲ့ဗီဒီယိုတွေအလိုမျိုးဟိုလိုရွေးဒီလိုရွေးမျိုးရွေးခဲ့တာမဟုတ်ဘဲနဲ့ဒီမန်နျူပေါ်မှာရှိတဲ့90ဆိုတဲ့ဟာလေးကိုဝယ်ပြီးတော့စမ်းစာကြည့်ခဲ့တာပါပြီးတော့မာလာဟင်းနဲ့ဆိုရင်ဒီဝခောက်ကျော်ကကောင်းမဲ့ထင်လို့ဒီချန်ပီယံတဲကဝခောက်ကျော်ဒီ90ရန်တအထုပ်လေးပေါ့နော်အဲ့အလေးကိုအပေါ်အနေနဲ့ယူသွားဖြစ်ခဲ့ပါတယ်အဲ့ဒီဆိုင်မှာမာလာရှန်ကောကျော်ရဲ့ ဒီမာလာဟော့ပေါ်တို့မာလာမောက်ချိုက်တို့မာလာဟင်းတို့တော်တော်ဆုံဆုံရှိပါတယ်ကျွန်တော်ကတော့ဒီနေ့ဝခောက်ကြော်လဲပါတာဆိုတော့ဒီအာချောက်မှာဆိုလို့အေးလေးပါတဲ့ဒီမာလာဟော့ပေါ်ကိုဝယ်ခဲ့လိုက်တာပါပြီးတော့အဲ့ဆရာပဲအကျော်30ဘိုးဝယ်ခဲ့လိုက်ပါတယ်အကျော်ကတော့တငယ်ချင်းနဲ့ဆက်စားခလိုက်တာပါကျွန်တော်စားတဲ့ဒီမာလာကတော့ဒီစားလို့တော့အဆင်ပြေပါတယ်ဒီအရေကလည်းမစိုးဘူးဟိုပါတင်းတလောက်လည်းပါပါတယ် ပြီးတော့ဒီဘတ်90ပဲဆိုတော့မြန်မာငွေနဲ့တန်တွက်ကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့6800 9000တိဘလောက်တော့သွားပါပါဘေးကဝက်ခောက်ကြော်ကလည်းဒီဝက်ခောက်အပွားကြော်ပေါ့နော်အဲ့ဒါလည်းဒီအထုံကြီးကိုမှဒီဘတ်90ပဲရှိခဲ့ပါတယ်ဒီချန်ပီယံတွေကဈေးတွေကဝယ်ခဲ့လိုက်တာပါ ူဟာလည်းမြန်မာငွေနဲ့တွက်ကြည့်ရင်ဒီ9000လောက်ဆိုတော့တော်တော်တော့တန်ပါတယ်ပြီးတော့ဒီကျွန်တော်လည်းဒီမာလာအရည်လေးနဲ့ဆိုတော့ဒီဝခောက်ကြော်များများလေးနဲ့ထည့်ပြီးတော့စားပစ်ခဲ့ပါတယ်ဒီဈေးလေးမှာဒီဈေးဆိုင်တွေလည်းတော်တော်များပါတယ်တော်တော်လည်းပေါ်ပါတယ်ဒီထူးခြားချက်ကတော့ဒီရေကန်ကြီးပေးမှာဒီလိုမိုးခုန်ခင်းထားတာလေးကိုဝင်ဥပြီးတော့ဒီထိုင်စားလို့လည်းရပါတယ် တိတ်မပူရဲ့နေ့တွေဆိုရင်တော့ဖင်မပူဘူးပေါ့နော်ဒီနေ့ကတော့နည်းနည်းမိုးလေးအေးနေရဆိုတော့အဆင်ပြေခဲ့ပါတယ်ဒီမလာဟင်းဆိုင်မှာတော့ဒီထိုင်းလေးတွေတော်တော်များများကတော့သူတို့ကတော့ဒီအသားတွေနဲ့ဒီအရွက်တွေနဲ့ကိုယူပြီးတော့ crunch ချိန်ပြီးတော့ယူပြီးတော့စားကြပါတယ်ကျွန်တော်ကကြတော့ဒီအရသာစတဲ့အနေနဲ့ဆိုတော့ဒီ menu မှာရှိတဲ့ဒီ ready mix style လေးပေါ့နော်အဲ့ဒီဟာကိုပဲ market လိုက်တာပါနောက်တစ်ခါဆိုရင်တော့ကျွန်တော်လည်း ဒီရွေးပြီးတော့ပဲစားပြစ်ပါမယ်လူကြတဲ့နေ့တွေဆိုရင်တော်တော်တော့ဒီစောင့်ရပါမယ်ဒီသူကနမတ်စင်လေးနဲ့ပေးလိုက်မှာပေါ့เนาะကျွန်တော်တို့ကတော့ဒီနေ့ကဒီမိုးလေးလေးရွာထားတာဆိုတော့တိတ်မဆောင်လိုက်ရပဲနဲ့မြင်မြန်ဆန်ဆန်ပဲရခဲ့ပါတယ်အရာသာအနေထားကိုပြောရမယ်ဆိုရင်ပေးရတဲ့ဈေးနဲ့တော်တော်တန်ပါတယ်ပြီးတော့မြမာအရာသာရသွားတာဖြစ်ပြီးတော့ဒီပြောရဆိုရတာလည်းမြမာလို့ဆိုတော့အစဉ်ပိုးပြေပါပါ ဥပမာထိုင်းဆိုင်နေဆိုရင်ဒီဆက်ဆက်လေးတို့ဆက်ရှော့မယ်တို့ဘာလို့ဆိုတိတ်ပြောတာအစစ်မပြေတာဆိုတော့ဒီထိုင်းလို့လည်းမတက်တာမို့လို့ပေါ့နော်အဲအခုကျတော့ဒီမြန်မာလို့ဆိုတော့အမကြီးတော်တော်ဆက်ဆက်လေးလုတ်ပေးပါလို့ပြောခဲ့လိုက်တော့ဒီဆက်ဆက်ကလေးရခဲ့ပါတယ် ပြီးတော့ဒီနေ့ကျွန်တော်ထိုင်ခဲ့ရလဲမီးရောင်ကြီးအောက်မှာဆိုတော့ဒီ current ဆိုရဲ့အစားတောက်စားတဲ့ video ကဒီ POV ပုံစံမျိုးပဲရိုက်ခဲ့တာဆိုပေမဲ့ဒီနေ့ကကျွန်တော်နည်းနည်းလင်းနေရတဲ့ဒီလူလဲပါကြည့်ရင်ကောင်းမဲ့လားဆိုပြီးတော့လူလဲပါပြီးရိုက်ခဲ့လိုက်တာပါ ပြီးတော့ visa လည်းကုန်တော့မှာဆိုတော့ဒီ cancellation letter တောင်းရဟိုจองตั๋วရဒီจองตั๋วရနောက်ထပ် visa အတွက်လုံးရပြီးတော့လာအိုအတွက်စုံစမ်းရပြီးတော့လာအိုကလည်း bus card နဲ့မရတာမလို့ဒီလေးရင်နဲ့ตั๋วရမှာလို့လို့အဲ့လိုမျိုးပေါ့เนาะဒီလမ်းကြောင်းတွေလည်းစုံစမ်းပြီးတော့ပွဲစားလည်းမအပ်ချင်တာမလို့ဒီကိုဟောက်ကိုလည်းตั๋วမှာမလို့နည်းနည်းတော့အခုတော့လောလှုပ်ရှုပ်ဖြစ်သွားတာပါ အဲ့အပြင်ဒီနောက်ထပ်ယူမဲ့ဗီဇာကဒီမဟာချူလာကဗီဇာဖြစ်နေရဆိုတော့ဒီ3ရက်ကြောင်းသွားအညာကွက်ကွာဆိုတော့အချိန်ရမနိုင်အဲ့လိုဖြစ်နေတာဗောနော်လူ ਆ လဲနည်းနည်းအပြင်းကြီးတာပါပါတယ်ဒီဗီဒီယိုကြီးကဒီရှေ့တာဦးမှဒီဗီဒီယိုကြီးကိုပြန်ဖြတ်အဲပြန်ဖြတ်ပြီးတော့အဲ့ဒီဟိုလိုအက်ဒစ်ဒီလိုအက်ဒစ်ကလည်းကြာ ပြီးတော့ဒီစကားလည်းထပ်ပြောออกมาဆိုနည်းနည်းအလိုမျိုးပြင်းနာပါညာကူကွာဆိုမလုံးချင်ပြီးတော့အဲ့တမ်ပနီတွေပိုင်းနဲ့ဆိုနည်းနည်းပြင်းနာကောဒီလွယ်တဲ့ဗီဒီယိုတွေရှောက်ရှောက်ပြီးတော့ပဲလုံနေရင်းနဲ့ဒီလွယ်တဲ့ဗီဒီယိုတွေကကုန်းအဲ့ဒါနဲ့နည်းနည်းဒီတစ်ခါတော့နည်းနည်းကြာသွားပါတော့เนาะ ကျွန်တော်ထင်တာကတော့ဒီထိုင်းမှာဒီမာလာကိစ္စတွေကဒီကျွန်တော်တို့ငယ်တုန်းကဒီမန္တလေးမှာမာလာဟင်းနေစပေါ်လာတော့ဒီအရန်နေစားကြရတယ်လေအလိုမျိုးစတိုင်မျိုးဒီအခုကျတော့ဒီမာလာကဒီထိုင်းမှာစပြီးတော့ခိထနေပြီလို့ကျွန်တော်ကတော့ထင်ပါတယ်ဒီကျွန်တော်သွားစားတဲ့ဒီတခြားလိုမာလာမောက်ဆိုင်ဆိုင်လို့ဒီမာလာဟင်းဆိုင်လို့တခြားမာလာဘာညာခွေးကွာဆိုင်လို့ဆိုရင်တော်တော်လူတွေများပါတယ်ဒီကျွန်တော်တို့ချင်းမိုက်မှာကျတော့ဒီကြည့်လိုက်တဲ့ဆိုရဲကပောင်း ကေဒါတွေပဲများတာဆိုတော့ဒီလူတွေကမာလာနဲ့ပတ်သက်ပြီးတော့နည်းနည်းစမ်းနေတယ်လို့ကျွန်တော်ကတော့ထင်ပါတယ်အဲ့ဒါအဲ့ဒါလဲကျွန်တော်ရဲ့အမြင်ပါပြီးတော့ဒီမာလာအနှစ်တွေတုတ်ပေးတဲ့အကင်ဆိုင်ဆိုလဲတတော်ကိုလူစီပါတယ်ပြီးတော့မာလာဆိုရင်လေဒီရှမ်းဆိုင်တို့ဒီမြမဆိုင်တို့ဆိုရင်မာလာကတော့နည်းနည်းပြင်းထန်ပါတယ်ဒီထိုင်းနေလောက်ပြောင်းတဲ့မာလာဆိုရင်တော့နည်းနည်းချိုတဲ့ဘက်ကိုသွားပြီးတော့ဟိုလို တနည်းအရသာရင်တဲ့ဘက်ကိုသွားတာပေါ့နော်ဒီအရသာထိထိပြဲပြဲတွေကိုလိုချင်တဲ့ဆိုရင်တော့ဒီမြမဆိုင်တွေကိုပဲရွေးတင်ပါတယ်ဒီနေ့ဗီဒီယိုကနည်းနည်းပိုးရှည်သွားပါတယ်ဒီနည်းနည်းအလိုမျိုးစားတာဆိုတော့ဟိုဖြက်လို့မရဒီဖြက်လို့မရအဲ့လိုဖြစ်သွားလို့ပါအဲအကြောင်းမို့ဒီအဆုံးထိကြည်ပေးတဲ့လူတွေကိုလည်းကျေးဇူးတင်ပါတယ်နော်ဒီနောက်ထပ်တင်မဲ့ဘလော့လေးမှပြန်တွေ့ပါမယ်အားလုံးပဲမင်္ဂလာညချမ်းလေးဖြစ်ပါစေအားလုံးပဲကိုနိုင်ပါနော်